ီကိုရီအားလုံးပဲမင်္ဂလာပါခင်ဗျာ CRDN for all channel နေပြန်လဲကြိုဆိုလိုက်ရပါတယ်အဲ့တော့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒီနေ့ည၈နာရီခွဲမှာရှင်မြိုင်ကစားမဲ့ Chelsea အသင်းနဲ့ Sunderland တို့ရဲ့ဒီ Camman Line ရဲ့လေးပေါ့နော်ကျွန်တော် Chelsea အသင်းအတွက်ကိုပဲဒီ Camman Line ရဲ့လေးဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီလူစားလိုက်ရအောင်အဲ့တော့ဒီ Chelsea ရဲ့မှာဒီ Camman Line ရဲ့ကိုမပြောခင်မှာဒီရဒီ Chelsea အသင်းကစားခဲ့တဲ့ပွဲစဉ်လေးတို့ကျွန်တော်နည်းနည်းလေ့လာကြည့်အောင်အဲ့တော့ Chelsea နဲ့ဒီမှာဒီရဒီမှာဆိုလို့ရှိရင်အဲ၈ပွဲကစားထားတယ်၄ပွဲနိုင် ဲနှစ်ပွဲတည်းနှစ်ပွဲရှုံးတွင်ကိုက16ကိုတီတီသွန်းထားပြီးတော့ပေကိုက9ကိုပဲရှိခဲ့တယ်အဲ့တော့ဒီဂျာလက်ကခြေစည်းအတွက်မဆိုးလို့ပြောလို့ရတယ်ဗျာဘာလို့ဆိုလို့ရှိရင်တိုက်စစ်က16ကိုသွန်းနိုင်နေဆိုတာကဒီတစ်ဖက်ကအာဆင်နယ်ထက်တောင်တွင်ကိုပိုများတဲ့ပမာဏပဲဗျာအမှန်တမ်းပြောရင်ကျွန်တော်တို့ United တောင်မှာတွင်ကို16တိတိပဲသွန်းနိုင်ခဲ့တယ်ဒီချိန်မှာခြေစည်းကအများကြီးပို့ပြီးတော့ဒီရီမှာတိုးတက်လာတယ်ပြီးခဲ့တဲ့ရာဒီရက်ထက်မတူဘူးဆိုတော့ပုံစံမျိုးကိုကျွန်တော်တို့ခံစားရတယ် သူတို့ရှုံးခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းအနီကတ်တွေကြောင့်ဒါမှမဟုတ်ကစားသမားတွေအမားလုံးလုံးမလို့ရှုံးခဲ့တယ်ဆိုတာကိုကျွန်တော်တို့မျက်မြင်ကိုတွေ့တွေ့ခဲ့ပြီးသားပဲအဲဒါပေမဲ့တစ်ဖက်ကဆန်တန်လက်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီဟာဒီမှတန်တက်လာတယ်ဆိုမြဲသူတို့ကလည်းချက်စီးနဲ့ရမှတ်အတူပဲဗျရှုပ်ဝဲကစားပြီးတော့၄ပွဲနိုင်၂ပွဲသေးရေ၂ပွဲရှုံးဒီကိုကိုသွင်းပြီးတော့6 9ပဲပေးထားတယ်။ဒါသူတို့ရဲ့မှာ cancel ဆောင်ကြီးကိုကျွန်တော်တို့မဖြစ်မနေအတိအမှန်ပြောရမှာပဲ ဘယ်အသင်းနေပဲဘယ်အသင်းနေနဲ့ပဲတွေ့ပါစေသူတို့ရဲ့မှာခန်းစစ်က6ခုပဲပေးထားတယ်ဆိုတာကောင်းမွန်တဲ့ပမာဏလို့ပြောလို့ရတယ်ရမယ့်အပြင်လဲချဲစီနဲ့အတူတူ16မတီတီရထားတယ်အဲ့တော့အဲဒီအသင်းကြီးနဲ့အသင်းသေးတော့ခွာတာပေါ့နော်ဒီတစ်ချက်ကတော့ညီကိုရအောင်ဂယုပြရမယ်အချက်ဖြစ်ပါတယ်အဲ့တော့အဲကျွန်တော်မြန်မြန်မဲ့လိုင်းရက်လေးကိုစလိုက်မယ်ဗျာအဲဒါကတော့ကျွန်တော်ဖူမူကလိုင်းရက်ပလေးကိုကျွန်တော်ရွေးထုတ်ထားတာပဲဖြစ်ပါတယ်အဲ ျွန်တော်ဒီဒီဖုန်းက line out ကိုပဲကျွန်တော်အခြေခံပြီးတော့ဆွေးနွေးသွားမယ်ဘယ် player တွေတော့ကျွန်တော်မပါစီချင်ဘူးကျွန်တော်ရဲ့အမြင်လေးတွေကိုပဲဒီကိုယ်တော့ဆွေးနွေးသွားမှာဖြစ်လို့အမြင်မတူဘူးဆိုလို့ရှိရင်လည်းအောက်က comment မှာဝင်ရောက်မချက်ရေးပေးခဲ့လို့ရပါတယ်ခင်ဗျအဲ့တော့ Chelsea ကတော့နီးပြတ် Enzo Maresca ရဲ့ပုံစံနိုင်မယ်ဒီ4231ပုံစံနဲ့ပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်တို့ထင်မိတယ်။အားလုံးလည်းတပိပဖြစ်မယ်လို့တော့ထင်ပါတယ်။ Enzo Maresca ကိုကျွန်တော်တို့လုံးဝကို credit ပေးရမယ်ဗျ။ဘာလို့လဲဆိုလို့ရှိရင်ဗျ။ तू ဒီနောက်တန်းလူစီရင်နဲ့ ဒီလိုအခြေအနေအထိရောက်အောင်ကစားလာနိုင်တယ်ပြီးခဲ့တဲ့ Liverpool နဲ့ပွဲစဉ်မှာနိုင်ခဲ့တဲ့ဟာတွေပြီးရင်ဒီ Nottingham Forest လိုအသင်းမျိုးကိုနိုင်ခဲ့တဲ့3 C နဲ့နိုင်ခဲ့တဲ့ပွဲစဉ်တွေကအဲဆိုမာရစတာကိုကျွန်တော်တို့ကမဖြစ်မနေချီးကျူးလို့လဲအဲဒါကျွန်တော်အရင်ဆုံးကြိုးပြီးတော့ပြောချင်တာပါအဲ့တော့ကျွန်တော်ကိုသမားနေအောင်စားလိုက်ရအောင်ပြီးခဲ့တဲ့ပွဲစဉ်မှာအဲ Chelsea က agent နဲ့ကစားထားတယ်ပေါ့နော်အဲ့ဒီပွဲစဉ်မှာ Chelsea က5-1လာမသိနော်ဟုတ်တယ်5-1နဲ့နိုင်ခဲ့တယ်ဒီပွဲစဉ်မှာအဓိကကစားသမားတွေဖြစ်တဲ့ အဲဒီ Sanchez တို့ပြီးတော့ရင်ဒီဒုတိယမှာဆိုလို့ရှိရင်လည်း Kaisido တို့အနာပေးလာတော့တွေ့ရတယ်အဲ Richain တို့လည်းအနာပေးခဲ့တယ်အဲ့တော့ဒါကအရန်ကောင်းတဲ့ဆုံးဖြတ်ချက်ပဲ Ansomaras ကလုံရဲတာကိုလည်းကျွန်တော်အများကြီးချီးကျူးခြင်းတယ်အဲ့တော့ပြီးခဲ့တဲ့ဘွဲစဉ်မှာကိုသမားဒီ Jorgensen ပါပီးသားဖြစ်တဲ့အတွက်ကြောင့်ဆန္ဒနဲ့ဘွဲစဉ်ကိုတော့ Sanchez ကိုပဲဦးစားပေးအနေနဲ့တုံးလိုက်မယ်လို့ထင်တယ်။ဒီကိုလေးလည်းအဲကျွန်တော်တို့အမြင်တူမယ်လို့ထင်တယ်။နောက်ထပ်ကျွန်တော်တို့ဒီဒီ side bet တွေကိုကျွန်တော်ကြည့်လိုက်ရအောင်။ side bet ဆိုတာဒီဟိုပါဘောနော်။ left hand နဲ့ right back ဘောနော်။ အလိုက်ဖတ်မှာတော့ဟိုပြီးခဲ့တဲ့ဘွဲစံမှာ head ကိုတုံးထားရတဲ့ကြောင့်နေဘွဲစံမှာကူကူရဲလာလုံးဝကို fitness ပြင်းနေလိမ့်မယ်အဲကူကူရဲလာပဲဘွဲထွက်ခွင့်ရတဲ့နယ်လို့မြင်တယ်အဲဘယ်ဟဲကစားသမားနဲ့ပဲရှင်ကြည့်ရှင်ကြည့်အဲ premier league မှာဆိုလို့ရှိရင်ကူကူရဲလာကသူ့အဆင့်တစ်ခုကိုပြသနိုင်တယ်လို့ကျွန်တော်ကတော့ယုံကြည်ထားတယ်ဒါကြောင့်မလို့ left back မှာကူကူရဲလာအဲကူကူရဲလာက ခံစစ်မှလည်းစိတ်ချတာမဟုတ်တိုက်စစ်ရဲ့အတွက်ပါသူ့အနေနဲ့ဒီအတွင်းထဲထိဝင်ပြီးတော့ကစားပေးတဲ့ပုံစံนี่ကျွန်တော်အများကြီးသဘောကျတဲ့ level တယောက်ထဲမှာပါတယ်အဲအဲ့တော့ဒါဒါကျွန်တော်ရဲ့အမြင် Google Lala ကိုသုံးစေချင်တယ် rival မှာတော့ Reese Chain ပေါ့နော်ကျွန်တော်ဒီ Chelsea မှာသဘောကျတဲ့အချက်တွေရှိတယ်အဲ့ဒါက level rival နဲ့ကွင်းလျာ Kaisido Anso အဲကျွန်တော်ပြိုင်ပွဲပရိသတ်တယောက်အနေနဲ့သဘောကျဆုံးနေရာလို့ပြောလို့ရပါတယ်အဲ့တော့ဒီ Rechain ကိုပြောရမယ်ဆိုလို့ရှိရင်လဲအဲကျွန်တော်ဒီပြီးခဲ့တဲ့နှစ်ပိုင်းနေပေါ့နော်ကျွန်တော်ဒီဗာလဲ ိုချက်ဒီနော်တို့လောက်ဒီမှာဆိုလို့ရှိရင်ဗျာ region ကိုကျွန်တော်တို့ကလုံအောင်ကိုသွားပြီလို့ထင်ထားခဲ့တာဒါပေမဲ့မယုံကြည်နဲ့လောက်အောင်သူပြန်လာခဲ့တယ်အဲသူသူတယောက်တည်းတော့မဟုတ်ပေါ့နော် Anzomara Sky ရဲ့အသုံးတက်တာလည်းပါတာပေါ့အဲဒီအသုံးပြုတတ်မှုဟိုဒီဟို game တိုင်းတွေကိုသူအများကြီးအလွန်ကြွမပေးဘဲနဲ့ fitness ပြအောင်သူစောင့်ပြီးတော့သုံးခဲ့တာတွေကအများကြီးချီးကျူးစရာကောင်းတယ် region ရဲ့မှာတိုးတက်လာမှုလည်းကျွန်တော်တို့အတိအမှတ်ပြုရမယ်ဒါကြောင့်မလို့ rival မှာလည်း region ကလွဲပြီးတော့ virtual virtual လာစရာမရှိဘူးလို့ကျွန်တော်ထင်တယ် စကားပြောเสียอ่ะ CCB เนี่ยอ่ะแล้วดี CCB เนี่ยก็เชลซีโออเมเรนทุกข์ไปนี่เนี่ยอ่ะแล้วดีโหပြောมาเลยဆိုလို့ရှိရင်ဗျာကျွန်တော်ကျွန်တော်ယူไนเต็ดมาဆိုလို့ရှိရင်တော့มาดีลิสတို့မကွမ်းရတို့ဒီအတွေ့အကြုံတွေရှိရဗျာဟိုသူတို့อ่ะပိုကောင်းရင်มาကောင်းလိမ့်မယ်အပွဲတိုင်းဒီပါပိုကောင်းရင်มาကောင်းလိမ့်မယ်ဗျာအဲဒါမှမဲ့ကျွန်တော်ပြောချင်တာကဒီเชลโลပါဆိုလို့ရှိရင်ဗျာအတွေ့အကြုံอ่ะအဲ ိုအတွေ့အကြုံကစကားပြောတယ်ဆိုတော့အဓိကကျွန်တော်ပြောချင်တာဗျာပြီးရင်တိုစင်ကလည်းဒီဖူအန်ကခေါ်ထားတာဗျာကျွန်တော်အရင်ကြီးသဘောချရတဲ့ထင်မှာမပါဘူးဒါပေမဲ့ဒီချိန်မှာ Chelsea အတွက်ကံကောင်းတာကဒီ Action Phong လိုမျိုးလူငယ်ကစားသမားလေးတယောက် Academy ကနေပြီးခဲ့တဲ့နှစ်တည်းကလေးကခေါ်ထားနိုင်ခဲ့တဲ့အချိုကျစုကြောင့်ဒီချိန်မှာပြန်ပြီးအသုံးပြုလာနိုင်တဲ့အချိန်မှာဒီလပိုင်းကိုပဲထင်ရနေတဲ့အချိန်မှာကျွန်တော်ကတော့ Action Phong လေးကိုပဲသုံးစေချင်တယ်ချယ်လိုဗန်နဲ့အချင်းပေါင်းဖြစ်ဖြစ်အဲသုံးစေချင်တယ် ီးခဲ့တဲ့ဘွဲစဉ်မှာလည်းဖိုဖာနာနဲ့တိုဆင်နဲ့ကိုတုံးခဲ့တယ်တိုဆင်ကပြီးခဲ့တဲ့ဘွဲစဉ်ကလည်းရောင်းတယ်နော်ညီကိုတို့ဒါကြောင့်မလို့ကျွန်တော်ကတော့တိုဆင်အစားဒီအချံဖောင်လေးကိုပဲတုံးလာလိုက်မယ်လို့မြင်မိတယ်လီဗာပူးနဲ့ဘွဲစဉ်မှာလည်းအကောင်းဆုံးကစားပြခဲ့တယ်ပြီးရင်ပြီးခဲ့တဲ့ပြီးခဲ့တဲ့အဲဒီဗာလဲဩနော်တယ်ဖော်ရက်စ်နဲ့ဘွဲစဉ်မှာလည်းတကူကတွန်းထားတော့ကျွန်တော်ကတော့ဒီအချံဖောင်လေးကိုပဲပေါ်ထွက်ခွင့်ပေးလာလိုက်မယ်လို့ယုံကြည်ထားတယ်အဲကျွန်တော်ကတော့တိုဆင်ကိုတော့ကျွန်တော်ကတော့ဒီနေ့ဘွဲစဉ်မှာချန်ထားခဲ့ကြပါတယ်အဲ့တော့ တိုးစင်မပါဘူးတိုးစင်နေရမှာကျွန်တော်တို့ action form ပေါ့နော်အဲ့တော့ဒါ back line ကွန်းလေမှာပြောရမယ်ဆိုလို့ရှိရင်ကိုက်စီတို့ဒီဖူမောကတော့ကိုက်စီတို့အန်ဆိုပြီးရင်ဂျောင်းဘတ်ထိုနဲ့တွဲထားတယ်အဲဒါလေးကိုလည်းကျွန်တော်သဘောကျတယ်အဲဘာလို့လဲဆိုရင်ဂျောင်းဘတ်ထိုကိုကျွန်တော်ကအရင်ဆုံးပြပြလိုက်မယ်ဗျာဂျောင်းဘတ်ထိုကိုကျွန်တော်တိုက်စစ်မှုတရားအနေနဲ့ကျွန်တော်လုံးဝမမြင်ဘူးဒီ तू ကဒီ9.5ပုံစံပေါ့နော်ကျွန်တော်တို့ United မှာဆိုလို့ရှိရင်ဆက်စည်းကစားတဲ့ပုံစံမျိုးပဲလို့မြင်တယ်ဒါပေမဲ့ तू ကပို့ပြီး Golden Golden တိကျတယ်ပို့ပြီး Golden နိုင်တယ် သူ့မှာလောက်ရီကကြီးအများကြီးပိုရှိတယ်။ဒါကြောင့်မလို့ကျွန်တော်ပထမသူ့ကိုလွတ်လပ်လပ်လှောက်ရှားစေပြီးတော့ဒီရှေ့မှာတိုက်စစ်မှုတယောက်ကိုထားပြီးတော့သူ့ကိုနောက်ကနေလှောက်ရှားစေလိမ့်မယ်လို့ကျွန်တော်ကယုံကြည်ထားတယ်။ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာလည်းကျွန်တော်ပထမကိုဒီတိုက်စစ်မှုရဲ့နောက်ကပေါ့နော် second striker ပုံစံမျိုးကစားစီမယ်လို့ထင်မြင်မိပါတယ်။နောက်ထပ်ကတော့ Kaiseiro နဲ့ Anzu sorry Kaiseiro နဲ့ Anzu အဲ့တော့ Kaiseiro နဲ့ Anzu ကတော့ပြောစရာမလိုပါဘူးဗျာကျွန်တော်တို့ဒီ Chelsea မှာတာမကအင်္ဂလန် Premier League မှာပါသူတို့အတွဲက အဲကျွန်တော်ကျွန်တော်အမြင်ကအတွဲအညီဆုံးနေတွေကတွဲလို့ထင်တယ်ကျွန်တော်အများကြီးသဘောကျရတဲ့အထက်မှာဒီကွင်းလေလေပါပါတယ်အဲ့တော့ကိုက်စီလိုရဲ့မှာအရေးပါပုံလဲညီကိုတို့သိပြီးသားလိုရတဲ့အချိန်မှာဂိုးတွေတွန်းတက်တယ်အဲဒီအန်ဇိုဆိုလို့ရှိရင်လေဒီပြီးခဲ့တဲ့ပြီးခဲ့တဲ့ဂျားရမှာလားမသိဘူးเนาะကိုတွန်းထားရတယ် sorry ဗျာကျွန်တော်နည်းနည်းမေ့နေလို့ဟောအန်ဆန်ဆိုလို့ရှိရင်လည်းလိုအပ်တဲ့အချိန်မှာဂိုးတွေသွင်းတယ်ဗျာကိုက်စီရောကလည်းဂိုးသွင်းနိုင်တဲ့အခြေချင်းရှိတယ်ဒက်ဖန့်စပိုင်းမှာဆိုလို့ရှိရင်လည်းကိုက်စီရောကလုံးဝစိတ်ချတယ်ဗျာအာဒါကြောင့်မလို့အဲကျွန်တော်ကတော့ကိုက်စီရောအန်ဆိုပဲပေါ်ထွက်လာလိမ့်မယ်လို့ထင်မြင်ထင်မြင်မိပါတယ်အန်ဒရီဆန်ဒိုးစ်ကိုတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တော့ဟိုနီးပြနေတဲ့တောင်းလာလိမ့်မယ်လို့မထင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ကွင်းလေလေးပြီးသွားပြီအဲ့တော့ကျွန်တော်တိုက်စစ်ကိုကြည့်အောင်အဲတိုက်စစ်ပြောမယ်ဆိုရင်ကျွန်တော် left wing နဲ့ right wing ပေါ့နော်အဲဒီဖူးမှုနဲ့ကျွန်တော်เนี่ยအမြင်တူတယ်ဒီတိုက်စစ်မှာ ။ဘာလို့လဲဆိုလို့ရှိရင် net တို့ကျွန်တော်ကဒီ right wing မှာတော့30ကျင်နေဗျ။ဒါပေမဲ့ဟို United fan ဖြစ်လို့လားတော့မသိဘူး။ကျွန်တော်ဟို Esteban နဲ့ Garnacho နဲ့ကိုအရှင်းကြည့်တဲ့အခါမှာ Esteban ကပို့ပြီးတော့လုတ်ပြထားတယ်ဗျ။ Nigoro ပဲစဉ်းစားကြည့်။ပို့ပြီးတော့လည်းအံဝင်တယ်လို့ထင်ရတယ်။ကျွန်တော် Esteban ကိုကြိုက်တာကသူ့ရဲ့မှဒီ right wing ကနေပေါ့နော်။ဒီပြိုင်ဘက်ရဲ့ဒီညာဂိုးတိုင်ညာဘက်ခြမ်းနဲ့ကိုလှန့်လန့်တင်တဲ့ ီ cross body ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်အရင်သဘောကျတယ်အဲ့တော့သူရဲ့မှာကစားပုံကိုလည်းကျွန်တော်အများကြီးသဘောကျတယ်ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ Aston Vaughn ရဲ့ portrait စီခြင်း ਨੇ အဲဒါပေမဲ့ဟိုဟိုနီးပြတော့ Aston Vaughn ပြီးခဲ့တဲ့ပွဲစဉ်မှာပွဲချင်းပြီးတုံးထားတဲ့အတွက်ကြောင့်အာဒီနေ့ပွဲစမှာတောင်းရမလားဆိုတော့ကျွန်တော်တနေရရှိတယ်။နောက်ထပ်တစ်ယောက်ကတော့ netto အဲတော့ netto ကတော့မဖြစ်မနေတေချာပါကိုပါရမယ် player ။ပြီးခဲ့တဲ့ပွဲစမှာလည်းအနားရထားတယ်ဗျာ။အဲတော့ ဲကျွန်တော်ရဲ့မှာစိတ်ကြိုက်ကတော့ netto ဘဲချန် SL ပေါင်ညာချန်ဖြစ်တယ်ဒါပေမဲ့နီးပြားကတော့ခန္ဓာချိုလဲအနာပေးထားတော့ခန္ဓာချို left wing နဲ့ netto right wing ဖြစ်မယ်လို့ကျွန်တော်ထင်မြင်မိပါတယ်တိုက်စစ်မှုနေရာမှာတော့ Mac Guhi ရလွဲပြီးတော့ကျွန်တော်ကတော့ဒီ Karen Jones ကိုမကြိုက်ဘူး Karen Jones ကသူ့ရဲ့မှာ shooting skill ပေါ့နော်ဒီ boss strike ကအရန်ကောင်းတာမှန်ပြီမဲ့သူ့မှာလွှဲချက်ရှိရလို့ထင်သေးရဗျာသူ့ရဲ့အရန်အမောင်းရသူ့ရဲ့မှာဒီ physical level ရအဲဒါကိုကျွန်တော်နည်းနည်းအားမရသေးဘူးပေါ့နော်ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာ အတိုးအလှုပ်ကောင်းတဲ့အရက်လက်မြင့်နေဗျာကျွန်တော်သဘောကျတဲ့ထင်မှာပါတယ်အဲဒါကြောင့်မလို့မက်ကူယီကိုပဲအဲပွဲထွက်ခွင့်ပေးတဲ့လို့ထင်တယ်ဒုတိယပိုင်းဂျာမားဒီဟိုဘါတို့ဒီဒီ Terry George တို့အာပြီးတော့ရင်ခန္ဓာချိုတို့ကျွန်တော်ကတော့ပွဲထွက်စေချင်တယ်အဲ့တော့ပြန်ဘက်ကဆန်နလန်စ်ကိုနည်းနည်းလေးကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တို့ကကစားပုံမစိုးဘူးအဲနန္ဒအသင်းနေတယ်မှာဗျာအဆင့်တစ်ခုရှိရလို့ကျွန်တော်ခန်းစားရတယ် သူတို့ရဲ့မှာနောက်တန်းကနည်းနည်းစိတ်ချရတယ်လို့ကျွန်တော်ပြောလို့ရတယ်အဲဒါပေမဲ့ United ကတော့မှသူတို့နှစ်ခုပေးထားတာပါအဲ့လောက်ကြီးရှောက်စီရတော့မလို့ Chelsea ဂိုးမရစရာအကြောင်းတော့မရှိတော့ဘူးဒါပေမဲ့ခန်စစ်ကအမှားမလို့ခုတော့လိုရဲလို့ကျွန်တော်ထင်မြင်မိတယ်အဲအဲကျွန်တော်ဆန်နလန်းမှာသဘောကျတာတော့ဒီဂိုးသမားရဲ့ဒီနောက်တန်းနှစ်ယောက်ပေါ့နော်ဒီ PSG ကခေါ်ထားတယ်ဗါလဲ Makelele လာအဲ့တယောက်ရဲ့ဒီ Ballard ရဲ့ဒီနှစ်ယောက်ကအတွဲဖက်ညီတယ်ဒီ Makelele က right back လေးကစားနိုင်တယ်အဲ့တော့ ဘယ်လိုမျိုးပတ်ထောင်လဲဆိုတော့ကျွန်တော်ဆန်ဒါလန်နဲ့ပတ်သက်ပြီးမသိသေးဘူးအဲဒါပေမဲ့အဆင့်တစ်ခုရှိတယ်ဆိုတော့တို့ကျွန်တော်တို့ဒီတတိထားရမယ်ပေါ့နော်ချက်စီအသင်းနဲ့တတိထားရမယ်အဲ့တော့ကျွန်တော်အမြင်အရပြောရမယ်ဆိုလို့ရှိရင်ချက်စီဟိုနောက်တန်းအရမဖောက်ဖဲနဲ့ကစားမယ်ဆိုလို့ရှိရင်ဗျာအနိုင်ရလဲဆိုတာကျွန်တော်အသေးချာလို့ထင်တယ်အ ਨੇ ဆုံး 2C ဒါမှမဟုတ်ရင်31လောက်တော့ကျွန်တော်သွားမယ်လို့ထင်မြင်မိတယ်အဲဆန်ဒါလန်ကလည်းအဝေးကွန်းလာခန်းပါဗျာအဲကျွန်တော်အများကြီးတော့ ဆန္ဒလန်ဆန္ဒလန်လုံးနိုင်မယ်လို့ကျွန်တော်မထင်ဘူးအဲအဲ့တော့ညီကိုတို့ကဘယ်လိုမြင်ကြလဲဒါတော့ကျွန်တော်ရဲ့အမြင်လေးဖြစ်ပါတယ်ကိုယ့်ရဲ့အမြင်လေးတွေကို comment မှာဝင်အောင်မှတ်ချက်ရေးပေးခဲ့ကြပါအောင်ခင်ဗျကြီးစုအားပေးခဲ့တဲ့ညီကိုတို့ရောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ